မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာတို့အချိန်တွေတွေ့ရနေပြောင်းလာတာဘာလို့လို့ねမြန်မာခုနှစ်တခုရဲ့နောက်ဆုံးဟာလား1386ခုနှစ်ရဲ့နောက်ဆုံးကိုတော့ပြီးလို့ဟောနောက်နှစ်တကြံ1389ကိုအချိန်တွေတွေ့ရနေရောက်ရှိလာပြီးတော့ဗျာဆိုတော့ဟိုတေးကြတယ်ဟိုအချိန်တွေရတဲ့အကုန်မြန်တယ်နော်တစ်နှစ်ပြီးတစ်နှစ်ဟောနှစ်ကိုလာကစားတယ်လာကိုရက်ကစားတယ်ဟာလားရက်ကို နာရီကစားတယ်နာရီကိုမိနစ်ကစားတယ်မိနစ်ကိုစက္ကန့်ကစားတယ်ဒီလိုနဲ့နေ့အလီလီရက်အသွဲအသွဲစက္ကန့်အခုအဖုံဖုံကူးပြောင်းလာတယ်ပဲဆိုဆိုเนาะအသူရာနေမင်းရောင်ကြီးတစ်ထောင်လင်းဆောင်တဲ့အသူရာသူရစကိုအသူရာနေမင်းကြီးဒီအချစ်ဆူဆူအရမနေ၍အနောက်အစုရက်ကိုပဲသွားသွားဒေသာတာတစ်ခုကတော့ထိမ့်ချုပ်လို့မရတဲ့အဲမှာအချိန်ကာလဆိုတဲ့ကာလတစ်ခုကိုမကြခင်ရောက်ရှိပြီးတော့ပြောင်းလဲလာတော့မယ်အဲ့တော့1386ခုနှစ်ကို မိတ်ဆွေတို့အနေနဲ့မကြခင်မှာအကုန်ဆုံးတော့မှာဖြစ်တဲ့အတွက်1386ခုနှစ်ထဲမှာဘလောက်ပဲညံ့ငယ်ညံ့ငယ်ဘလောက်ပဲဆုပ်ရဆုပ်ရ1386ခုနှစ်မှာမိတ်ဆွေတို့ဟိုမကြခင်ရောက်ရှိလာတော့မဲ့တကူးကာလပြီးတဲ့အတိုင်းအတာအတွင်းမှာမိတ်ဆွေတို့ဘယ်နေသားတွေဟာအကျိုးပေးကံကောင်းစီပြီးတော့အားသာစီမလဲဘယ်ယာတွေဟာကံကောင်းစီပြီးတော့ကောင်းမွန်လဲဆိုတာဟိုဆရာတို့1386အတွက်တနှစ်တာအကျင်းနဲ့ဘယ်သူတွေကံကောင်းမလဲဟိုဆရာကစတင် ပြောပြပေးမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့ဒီဗီဒီယိုလေးကိုအားတဲ့အခါမှာကြည့်ခြင်းလဲစိတ်ထားလိုက်ပါတကယ်လို့ like and share လုပ်ထားတာလုပ်ထားလို့ရပါတယ်ခင်ဗျာယေရှုတင်ပါတယ်169ခုနှစ်အတွင်းမှာတနေ့ဝင်တာသမီးတွေကန့်ရှင်းနေဘလို့ရှိမလဲအကျဉ်းသုံးသပ်ပေးပါမယ်ခင်ဗျာတနေ့ဝင်မိတ်ဆွေများဒီဗီဒီယိုလေးကို share ပါအောင်1369ခုနှစ်အတွင်းမှာတော့တနေ့ဝင်တာသမီးတွေရဲ့ကံကိုအကျဉ်းပြောပြရရင်တနေ့ဝင်တာသမီးတွေက1300 ခွန်ကိုမပြောမိ1386ကိုတစ်ချက်ပြန်ကြည့်လိုက်တဲ့အခါမှာဘာကိုဖြစ်ဖြစ်အလုံးနှစ်ခွာစိတ်နှစ်ခွာအလုံးနှစ်ခုစိတ်နှစ်ခုလောက်ခရမှာတော့အသေးချာပဲဖြစ်ပါတယ်။ဘာကိုဖြစ်ဖြစ်ဖြစ်ရှင်တဲ့အရာတွေတဲ့ဖြစ်တဲ့အရာတွေကိုဦးစားပေးကြရတဲ့တနင်္ဂနွေသားမီးတွေဖြစ်တဲ့အတွက်1388ခုနှစ်အတွင်းမှာဆိုရင်တော့ဘာကိုဖြစ်ဖြစ်လာတိုင်းလာတိုင်းမှာတော့တော့လရဲ့အစမှာတော့သတိထားရမယ်။1388ခုနှစ်အတွင်းမှာ၃လတစ်ဖြတ်၃လတစ်ဖြတ်၃လတစ်ဖြတ်ဆိုပြီးတော့ဆရာတို့အဲ လေးဖြတ်ဖြတ်လိုက်တဲ့အခါမှာပထမဆုံးဗမာလ3လအတွင်းတနည်းအားဖြင့်ပြောရရင်ဆရာတို့ April May May စပ်ဒါပြီးတော့ June လလေလောက်အထိကိုတော့အနှဲငယ်လေးကံကအရန်ကြီးတော့တိုးချက်မလုပ်သင့်မဲ့အဲ့ဒီနောက်ပိုင်းရောက်ရင်6 6တခြားလုံးမှာကံအကောင်းဆုံးနဲ့အားသာဆုံးနေဖြစ်မယ်အစမှာတော့ဘာဖြစ်ဖြစ်ခက်ခက်ခဲခဲရုန်းကန်ရတတ်တယ်နည်းနည်းလေးသူများထပ်ပို့ပြီးတော့စူးစမ်းရတတ်တယ်အဲ ဒါပေမဲ့လို့အဲဇွဲရှိအောင်လုပ်ပါတကယ်ကိုရဲရဲဝံ့နဲ့ဥဆောင်လုပ်ပါဒါဆိုရင်1988ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေဟာဘာကိုလို့လို့အစမှာတော့အကြံအပြီးခက်ခဲတတ်တယ်နေရာထိုင်ရေးအပြောင်းလဲလေးတွေရာထူးလုပ်ငန်းအပြောင်းလဲလေးတွေလှုပ်ဆောင်တဲ့နှစ်ဖြစ်ပြီးတဲ့အခါတနင်္ဂနွေသားသမီးတွေဟာဆက်ပစ္စည်းရင်နဲ့ပတ်သက်ရင်အားသာကောင်းမွန်မှုတိုးတက်မှုတွေရရှိတတ်တယ်လို့ OA Champion နေရာထိုင်ရေးနေအပိုင်ဆိုင်ရတက်တယ်လို့အမှုကိစ္စအမွေကိစ္စတွေအဖြစ်များတက်သောနှစ်ဖြစ်တဲ့နှစ်နှစ်လေးသားသမီးတွေဟာရှုံငုံပြောရရင်1988ခုနှစ်အတွင်းမှာဘ ာလို့လို့လို့အစမှာတော့နည်းနည်းလေးသူများထပ်ပူစူးစမ်းရပါမယ်လို့เนาะဟိုဆွနလို့ပေါ့ဟိုအစမှာရုံးကန်ရတက်ပြင်မယ်အဆုံးသက်မှာတော့တရားတွေတနှုံးလေးတာသမီးတွေဟာကြာလေနေမြင့်လေးလေးအယူရင်လေးလေးမဟုတ်ပဲကြာလေးထိရောက်လေးကြာလေးထိရောက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တနင်္လာသာသမီတနင်္ဂနွေသာသမီမိတ်ဆွေတွေအဖို့ကတော့ဇွဲရှိလေးလေးအပြိုင်ဆိုင်များလေးလေးကို့အတွက်အောင်မြင်မယ်နှစ်ဖြစ်တယ် ဒီကြပါတဲ့ဘလောက်ပဲကြာကြာဘလောက်ပဲအဲဆွနာလိုပေါ့ဟိုအပြိုင်ဆိုင်နေများစီကမှုတနေ့နေသားသမီးတွေဟာပြိုင်နေရင်ကိုအလိုလိုကိုပြိုင်နေတဲ့သူကလည်းအလိုလိုကိုပေါ်နေမှာ ြိုင်လေးလေးကိုကိုကရှေ့မှာရောက်နေတယ်ဖြစ်တဲ့အတွက်ပြဿနာကိစ္စတစ်ခုခုကိုအတေချာစနစ်တကျဖြေခြင်းမှာဒေါသနဲ့မဆုံးဖြတ်ပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်လည်းအစမှာနည်းနည်းလေးအခက်အခဲလေးတွေပေါ်ရပေမဲ့အလုပ်ငန်းနဲ့ပတ်သက်ရင်လည်းအစမှာနည်းနည်းလေးကိုကိုမယုံကြည်သလိုဖြစ်ပေမဲ့အလက်တွေမှာအလုံးနဲ့တက်တည်ပြပါရှေ့တို့ဆောင်ရလှုပ်ဆောင်မှာအားသာခြင်းကောင်းမွန်ခြင်းတွေရရှိပါလိမ့်မယ်ဆိုတဲ့နှစ်ဖြစ်တဲ့အတွက်တနေ့ဝင်သားမျိုးမျိုးစုတို့ဘို့ရှေ့ချောင်းရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်ဇွဲရှိရှိနဲ့လှုပ်ဆောင်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့အစဉ်ပြေခြင်းတွေကိုပြသမယ်နှစ်ဖြစ်တဲ့အတွက်တနေ့ဝင် သားသမီးတွေကဘာကိုဖြစ်ဖြစ်တော့စိတ်ချပြီးခံလမ်းကြောင်းမှန်လို့ဇာတို့သုံးသပ်ရပါလိမ့်မယ်။ကောင်းပြီ။ဆိုတော့ဒါအပြင်နည်းနည်းလေးသားသမီးမိတ်ဆွေများလူငယ်တွေကတော့အလုံးနဲ့ပတ်သက်လာရင်တော့လူငယ်တွေကများသောအားဖြင့်ဒီတစ်နှစ်ဟာအချိန်ရင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းကလေးဇာတို့ ဟိုဟိုအဆင်မပြေမှုလေးတွေကြောင်းလုပ်ငန်းလိုက်အဆင်မပြေတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင်းမလို့တော့ဒါလေးကိုဂယူဆိုင်ရမယ်ဟဲ့ချာဖွေထားသမျှဟာအခြေရင်းနဲ့ပတ်သက်ပြီးတော့အဆင်မပြေလို့စိတ်မပါတာမျိုးเนาะလူငယ်တွေဆိုအထုသကူးဆိုင်တင်တာပေါ့အခြေရေးကိစ္စတွေကြောင်းလုပ်ငန်းကိစ္စပညာရေးကိစ္စတွေနှောင့်နှေးတတ်တယ်ဒါကြောင့်မလို့ချစ်တော်ချစ်ပါဒါပေမဲ့အတိနဲ့တတိကိုကပ်ပြီးရှစ်ဖို့လိုအပ်တယ်မေတ္တာကြီးမှဆိုရင်လည်းမေတ္တာကြီးနဲ့ပတ်သက်လာအရှင်ကြီးနဲ့ပတ်သက်လာကိုကမိမိရဲ့ချစ်သူအပေါ်အယံကြီးအယုံကြီးလွန်ပစ်တာမျိုးလေးတွေကြောင့် မထင်မှတ်ပဲနဲ့ခံမမရတဲ့ဆုံးဖြတ်ချက်လေးတွေပေါ်လာတတ်တဲ့အတွက်ဒါလေးတွေကိုတတိထားပါအရှင်နဲ့ပတ်သက်လာရင်အရန်ကြီးတက်ယူမတန်ဖို့လိုအပ်ကြောင်းထားလောင်းပြောကြားလိုက်ပါရစီအိန္ဒိယနဲ့ပတ်သက်လာရင်တော့အဆိုးနဲ့ဖြစ်စီအကောင်းနဲ့ဖြစ်စီခွဲခွာရတာမျိုးတွေဒီကြုံရတတ်တယ်ပြန်လဲစုံစည်းဖို့အတွက်လည်းတွေ့ရတယ် ကျမ်းမာရင်းနဲ့ပတ်သက်လာရင်တော့ဘာဖြစ်လို့ဖြစ်မှမသိဘူးကျမ်းမာရင်းနဲ့လည်းရှူကြတာမျိုးဟိုနာကကြိုက်တယ်လို့ဒီနာကခဲတယ်လို့ဒီနာကညံ့တယ်လို့ဟိုနာကညံ့တယ်လို့ဒါလေးတွေတော့ကြုံရတတ်တယ်ဒါပေမဲ့အရန်ကြီးဆိုးဝါးနေတဲ့နှစ်တော်မဟုတ်ဘူးဒါပေမဲ့ကျမ်းမာရင်းနဲ့ပတ်သက်လာရင်ငွေကြီးပေါ်မူတည်နေပြီငွေဝင်ကျမ်းမာရင်းကောင်းပြီငွေမဝင်ကျမ်းမာရင်းညံ့တဲ့နှစ်ဖြစ်မှာတော့အတိအကျပဲဖြစ်တယ်ခင်ဗျာတို့ဆိုထားလိုက်တော့ဘောင်းရဲ့69ခုနှစ်တွေမှာတနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးကံကောင်းစေတဲ့ဂဏန်းနံပါတ်တွေအနေနဲ့ဆိုရင်ဆရာတို့တနင်္ဂနွေသားသမီးတွေကခုနှစ်ကဏ္ဍအကျိုးပေးတယ် ရှစ်ကနန်းအကျိုးပေးတယ်ဒါအပြင်၆ကနန်းအကျိုးပေးတယ်အကျိုးပေးစေတဲ့အယောင်နေနေနဲ့ဆိုရင်တော့မိုးပြာရောင်စင်စွဲရောင်ဒါပြင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်။ဘာနေသားအနေနဲ့တွဲလုံးတင်တယ်လဲဆိုရင်တော့မိတ်ဆွေတို့အနေနဲ့တောင်းလို့ရသားသမီးတွေဟာစနေသားသမီးတောက်ကြသားသမီးတွေနဲ့တွဲလုံးရင်ကံရဲ့တိုးတက်မှုကိုရရှိတတ်ပြီးတဲ့အခါအဋ္ဌကံပြုကျင်တယ်ဆိုတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာ1388ခုနှစ်အတွင်းမှာ ကိုနှဝင်းမိုးလင်းမှာတည်မယ်ဆိုတဲ့အတိုင်းမနှမိုးလင်းတဲ့အခါဂုံတော်ကိုးပါးကိုကိုးကောက်ဒါဆိုရင်ဒီကောအရာကိုဆရာကဆရာမဖြစ်ခင်ကနေကလှုပ်ထားတာအများအိတ်တဲ့အခါဂုံတော်ကိုးပါးကိုကိုးကောက်ရွတ်အိတ်တက်တယ်ဒါပေမဲ့မိတ်ဆွေတွေကအရှားပါသာဝင်ဆိုရင်ကိုမိမိယုံကြည်ရာဘာသာမိမိယုံကြည်တဲ့ဘာသာရေးကိစ္စလေးတွေမှာဘယ်ဘာသာမဆိုဘာသာတရားဟာဘာသာတရားတိုင်းဟာကောင်းမွန်တယ်လို့ဆရာကမြင်တဲ့အတွက်ဘယ်ဘာသာကိုမဆို အဲအရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့လုပ်ငန်းကိစ္စတွေဟိုဆွနာလိုပဲမမဟုတ်ဘူးနေ့စဉ်နေ့တိုင်းအစင်မမှန်လေးရွတ်ဖတ်ကြင်ကြံသွားလိုက်လို့ရှိရင်1388ခုနှစ်အတွင်းမှာဆိုလို့ရှိရင်မိတ်ဆွေတွေဟာညံ့မှာဆိုရင်တော့ညံ့မယ်လို့ဆရာကမထင်တော့ပါဘူးခင်ဗျအဲ့တော့ဒနေ့ကနေသားသမီးမိတ်ဆွေတွေအနေနဲ့ဘာသာတရားကိုင်းကိုင်းဆိုင်ဆိုင်လုပ်ပါဘာသာတရားနဲ့ပတ်သက်ပြီးတော့ပုံမှုပြီးတော့အဲတိုးချက်လှုပ်ဆောင်ရင်အစင်ပြေမယ်အထုသဖြင့်အားရတဲ့အခါ meditation လေးတွေထိုင်ပေးတာမျိုးဟာပုံမှုကောင်းမှုပြီးတော့တိုးတက်နိုင်သောနှစ်ဖြစ်တယ် ်ကောင်းပြီဒါနဲ့86ခုနှစ်68ခုနှစ်အတွင်းမှာတနင်္ဂနွေသားသမီးတွေကဘာလို့လို့လို့အစမှာတော့အနှဲငယ်လေးရုံးကန်ရတက်တဲ့အတွက်တော့အစတိုင်းမှာလရဲ့အစတိုင်းမှာတော့နည်းနည်းလေးတရနေ့နှစ်ရက်နေ့သုံးရက်နေ့လေးတွေမှာဂယူဆိုင်စင်ရင်တည်ထားလှုပ်ဆောင်ရင်လိုအပ်ကြောင်းထထောင်ပြောလိုပါတယ်။ကန်ဆာတာတက်စီရင်ပြုလုပ်ရမယ်ရေဒီယာအနေနဲ့ဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဒေါသနဲ့ဆုံးဖြတ်တာကိုလျှော့ပါ၊စကားအများကြီးမပြောပါနဲ့အမှားအများကြီးပါတတ်တယ်။ဒါ့အပြင်အလုံးနဲ့သက်သေပြပါဖြစ်နိုင်ရင်ပြုံးပြတာဟာမိတ်ဆွေတို့အကောင်းဆုံးအဆောင်ရည်တရားဖြစ်တယ်။ ထို့အပြင်မိတ်ဆွေတို့နဲ့ကန်တာတက်စီရန်အတွက်ဆိုလို့ရှိရင်တော့လူကြီးမိဘဆရာသမားမိမိတဲ့အသက်ကြီးသောသူတွေမိမိတို့ရဲ့မိဘဆရာသမားတွေကျေးဇူးရှိတဲ့သူတွေကင်မွန်နီ၁၀ပါးကိုနေ့စဉ်ဖြစ်စီကိုယ်တိုင်ဖြစ်စီဥချအိဟာတာဟာအကောင်းဆုံးရည်ရည်ဖြစ်ပြီးကြုံကြိုက်တဲ့အခါမှာမိတ်ဆွေတို့နေနဲ့ဆင်းရဲသားမရှိသူကိုဝေမျှပေးကမ်းခြင်းကုသိုလ်ဟာအကောင်းဆုံးဖြစ်တယ်ကျေးဇူးတင်ပါတယ်နောက်တစ်ခါတနင်္လာသားသမီးတွေအတွက်ဆက်လိုက်ရအောင်